တော့အခုချိန်မှာတော့ DNLA ကတော့တရုတ်ရဲ့ PR နဲ့မဟာမိတ်တွေကပေးတဲ့ PR အာဒါရီနဲ့တော်တော်လေးကိုတိုင်ပတ်နေတဲ့အခြေအနေတခုလို့တော့ကျွန်တော်ကတော့မြင်နေ။အဲ့တော့ပြောရမယ်ဆိုရင်တော့တေးကြတဲ့စစ်တပ်ကအာ MND တို့ဘာလို့ဘက်ကိုထိုးစစ်ဆင်မှာတော့မဟုတ်သေးပေမဲ့တေးကြတဲ့ဘောတော့ဟိုအခုချိန်မှာတခြားသောမိုးကုတ်တို့ဘာလို့တော့ဆက်ပြီးတော့ထိုးသွားနိုင်တဲ့အခြေအနေတွေရှိတဲ့အတွက်အပတ်မှာတော့ DNLA ကဂျင်းတဲ့ချက်သေးမှာတော်တော်လေးရောက်နေတဲ့အခြေအနေတခုလို့ကတော့ကျွန်တော်ကတော့မြင်ပါတယ်။ တရားငါတလုံးလက်ချင်းမတွေ့ဘာလုံးရဲ့ငယ် Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တို့ကျွန်တော်မြန်စီစဉ်ကနေပြီးတော့တော်လံပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာကဲအဲ့ဒီတော့ထုံးစံတိုင်းပဲလူမှုကွန်ဘောကသတင်းတွေရုပ်သံတွေကိုကျွန်တော်တို့ကျွန်တော်မြန်နဲ့ပြန်လဲတင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့ဘာကြောင့်ရပြောမလဲဗီဒီယိုဆုံးလေးလိုက်ပါကြီးရှူပေးကြပါဦးခင်ဗျာအဲ့ဒါဆိုကျွန်တော်တို့စလိုက်ကြအောင်ကဲစ Okay အဲ့တော့ဒီနေ့ကတော့မနေ့ညတော့ကတော့ကျွန်တော်တို့ A ကတော့သတင်းတစ်ပုဒ်ထုတ်ပြန်တယ်။ဘာလဲဆိုတော့ ။နိုင်ငံပြူဟာကောင်းနေပြီးကလင်္ကလာထွက်ပြေးနေတဲ့ဖက်စစ်အချမ်းဘက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့တဲ့လက်ရဖမ်းဆီးမှုတွေရှိနေတယ်ဆိုပြီးတော့ဟောပါတော့မနေ့ကညဆိုတာထဲကျွန်တော်တို့ဟောပါတော့တောက်ကြနေညဖြစ်လိမ့်မယ်ဘောနော်မြန်မာစံတော်တွေနဲ့ဆိုရင်တော့တောက်ကြနေညဖြစ်ပါလိမ့်မယ်။အဲ့ဒီအချိန်မှာဟိုထုတ်ပြန်ထားပါအဲ့မှာတော့နိုင်ငံပြူဟာမုံကနေပြီးတော့သူကတကယ်တော့ wipe back ပိတ်ဆို့ထားတာဟိုဟာဟိုစစ်ခွေးတွေဘက်ကတော်တော်လေးကိုအခြေအနေမကောင်းပါဘူးအခြေအနေမကောင်းတာဖြစ်တဲ့အတွက်အဲ့ဘက်မှာတော့ အာရှုံးနေနေတဲ့အတွက်ဒီအကြမ်းဖက်စစ်ခွေးတွေအာကစင်ကလေးရနဲ့ထွက်ပြေးနေတဲ့အခြေအနေရှိတယ်ဆိုတော့ A ကထုတ်ပြန်လာတာကိုကျွန်တော်တွေ့ရပါတယ်။ဟိုပြောမှဆိုကျွန်တော်အရင်နေ့တွေကလည်း draft တိုက်ပြောပြပါတယ်။နေ့ကန်တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ အဲကျွန်တော်တို့စိတ်ဝင်စားစရာအများကြီးရှိပါတယ်။ Vatican တိုက်ပွဲကနေပြီးတော့တဆင့်အာမကွေးဘက်က PDF တွေအဲတော့တခြားပူပေါင်း PDF တွေပဲခူးတိုင်းတွင်က PDF တွေဓာတ်ရီပူပေါင်းပြီးတော့ဆင့်အားကိုအဲဘာလို့ဖြန့်ကျက်ပြီးတော့ဘလူတွေထိုးစစ်ဆင်နိုင်မလဲ။တိုက်စစ်လမ်းကြောင်းတွေကဘလောက်ထိထွက်သွားနိုင်လဲဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်အနေထားလို့ကျွန်တော်တို့ပြောရမယ်။အဲတော့တစ်ဖက်မှာကျွန်တော်တို့ A ဘက်မှာတော့ A ကတံမြန်ထိုးစစ်တွေနဲ့ ARD တိုင်းတို့အာလား ARD တိုင်းတို့အာဒီပဲခူးတိုင်းတွေတို့ မကွေးဘတ်ကျုမှာသူ့ရဲ့ထိုးစစ်တွေကရခိုင်ပြည်ဘက်ကိုထွက်ပြီးတော့လုံနေတယ်ဆိုတော့အချိန်မှာပဲအာကျွန်တော်တို့တစ်ဖက်မှာတော့ရှမ်းမြောက်ဘက်မှာတော့ဒီရပိုင်းတွင်အခြေအနေတော်တော်မကောင်းပါဘူး။ဒါကလည်းကျွန်တော်တို့ကငါးဘက်ကသတင်းဒီလိုဥစားတွေမပြောဟိုပါဘောနော်။အာစိတ်ဝင်စားလို့ပါလို့ပြောလို့မရပါဘူး။ဘာလို့လဲဆိုတော့ဒီသတင်းတွေကလည်းကျွန်တော်တို့စိတ်ဝင်စားမှရမယ်သတင်းတွေဖြစ်ပါတယ်။ကျွန်တော်ဒီအခြေအနေတွေကြည့်ပြီးတော့ DNL ဘက်မှာဘာကြောင့်တီဘောကတော့ပါသွားတာလဲ။အခုရပိုင်းမှာကျွန်တော်တို့ပါသွားတယ်။ကျွန်တော်တို့ 3မြို့ဖြစ်သွားပါပြီ3မြို့ထဲမှာဆိုရင်တီဘောပေါ့နော်အတီဘောပါသွားပြီအပြီးတော့အာကျွန်တော်တို့နောင်ချိုပါသွားပြီကြောက်မဲပါသွားပါပြီအဲ့တော့ဒါတွေကိုတစ်နှစ်လောက်ကိုတစ်နှစ်နီးပါးလောက်ကိုထိမ့်သိမ်းနိုင်နိုင်ပြီးတော့အခုရက်ပိုင်းအခုလပိုင်းနေမှာပဲဇက်တိုက်ကိုပြန်ပေးရတဲ့အခြေအနေတွေဖြစ်ပါတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့ဒါ TNL ဘက်မှာတော့တော်တော်ကိုအခြေအနေမကောင်းဖြစ်ပါတယ်ကျွန်တော်ဒီ BBC နဲ့ပေါ့နော် BBC နဲ့ဒီ TNL ကပြောရေးဆိုခွင့်ရှိတဲ့လွေးရည်ဦးနဲ့လောက်ထားတဲ့အင်တာဗျူးလေး ဒီတိုက်ပွဲအကြောင်းကိုအင်တာဗျူးလှမ်းမိထားတဲ့အဲအတဟိုဟာပေါ့နော်ဥစ္စာလေးကျွန်တော်ကြားလိုက်ရတယ်အဲအဲ့မှာဘာလဲဆိုတော့လူကြီးကပြောဒီကိုတီဘောကိုထိုးတယ်ဆိုတဲ့အချိန်မှာစက်တပ်ဘက်ကနေပြီးတော့ SSPP နဲ့ပေါင်းပြီးတော့ထိုးလာတယ်ဆိုတဲ့ပုံစံမျိုးပြောထားတာရှိပါတယ်အဲ့တော့ SSPP ကလည်းပြောရမယ်ဆိုရင်တော့ရောက်ပိုင်းတက်မှာဖွဲ့ထားတယ်ဝါဦးစီးပြီးဖွဲ့ထားတယ်အာဒီအဖွဲ့တွေမှာလည်းဟိုဟာသူတို့အတူတူပါတယ်ဟိုတလောတော့ဆိုလဲ SSPP TNLA တို့ကိုထပ်ပြီးတော့မထောက်ပံ့နိုင်တော့ဘူးဆိုပြီးတော့လဲဝါကပြောထားတယ်အဲ့ရဲ့နောက်ပိုင်းမှာဘောနော်အဲ့ရဲ့နောက်ပိုင်းမှာလဲ SSPB နဲ့ TNLA နဲ့တိုက်ပွဲတွေဖြစ်တာတွေကျွန်တော်တို့ကြားရတယ်အမတ်တိုင်ငယ်ကလည်းနေမီလူလာတွေကျွန်တော်တို့ကြားရတယ်အခု SSPB ကလည်း RDSS လိုမျိုးဖြစ်သွားလားဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့မသိဘူးအခုတရင်တီကြားကတော့အာကျွန်တော်တို့မြေပြင်မှာတော့အဲ့လိုကြားနေတယ်အဲဒါပေမဲ့တကယ်တမ်းဖြစ်သွားမယ်ဆိုရင်တော့ဟိုဘောနော်တကယ်ကိုမကောင်းတဲ့ဘောနော်ဟို တမိုင်းတဲ့ကမကောင်းတဲ့ဥစ္စာကိုတော့ SSPP ရဲ့စစ်တပ်နဲ့ပေါင်းပြီးတော့လုတာလားဆိုတာကိုတော့ကျွန်တော်တို့စဉ်းစားမဲ့အခြေအနေတစ်ခုလို့တော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဟိုရှမ်းမြောက်ဘက်ကဒီလိုမျိုးဟိုဖြစ်သွားပြီဆိုရင်ရှင်ပါ DNL ရဲ့ cancel ကတစ်ခုပြီးတစ်ခုဆုတ်ပေးနေရတယ်ဆိုတော့ပြူသွားပြီလို့တော့ကျွန်တော်တို့ပြောလို့ရတဲ့အခြေအနေတစ်ခုပါဒါပေမဲ့ DNL ရဲ့လုံနိုင်စွမ်းနဲ့ခံနိုင်စွမ်းအားနောက်ပြီးတော့သူ့ရဲ့ view ဟာတွေကဘယ်လိုတဆင့်ဟိုဖြစ်မလဲဒါတွေကတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာပါသူလည်းတင်းထားတဲ့မြို့တွေက10မြို့ နီးပါးလောက်ရှိတာဖြစ်တဲ့အတွက်ကျန်တဲ့မြို့တွေလက်မလွတ်ရဥမာမိုးကုတ်လိုနေရာမျိုးကိုစစ်တပ်ကထပ်ပြီးတော့ထိုးလာနိုင်တယ်ဒီလိုအချိန်မှာ MUNPDF နဲ့အာတခြားသောပူပေါင်းတပ်တွေဝင်ပြီးတော့ဘလို့ခံစစ်ဆွေးနွေးနိုင်မယ်ဒါမှမဟုတ်တံမြန်ထိုးစစ်များတဖန်ပြန်လဲဆွေးနွေးနိုင်အောင်မလားဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်အခြေအနေပါအဲ့တော့အခုချိန်မှာတော့ DNL ကတော့တရုတ်ရဲ့ PR နဲ့မဟာမိတ်တွေကပေးတဲ့ PR အာဒါရီနဲ့တော်တော်လေးကိုတိုင်ပတ်နေတဲ့အခြေအနေတခုလို့တော့ကျွန်တော်ကတော့မြင်နေအဲ့တော့ပြောရမယ်ဆိုရင်တော့တေးကြတယ်စစ်တပ်က အမန်ဒီတို့ဘာလို့ဘက်ကိုထိုးစစ်ဆင်မှာတော့မဟုတ်သေးပေမဲ့တေးကြတဲ့ဘောတော့ဟိုအခုချိန်မှာတခြားသောမိုးကုတ်တို့ဘာလို့တော့ဆက်ပြီးတော့ထိုးသွားနိုင်တဲ့အခြေအနေတွေရှိတဲ့အတွက်အပတ်မှာတော့ TNL ရဂျင်းတဲ့ချက်သေးမှာတော်တော်လေးရောက်နေတဲ့အခြေအနေတစ်ခုလို့ကတော့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ဒီသတင်းကတော့မကောင်းတဲ့သတင်းတစ်ခုလို့ပဲကျွန်တော်တို့ပြောရပါမယ် ော့နောက်တစ်ခုကိုကျွန်တော်သွားခြင်းပါနောက်တစ်ခုကတော့ဘာလဲဆိုတော့စစ်တပ်ကနေပြီးတော့အာအခုရွေးကောက်ပွဲလုပ်မယ်ရွေးကောက်ပွဲလုပ်တယ်ဆိုတဲ့အချိန်မှာဟိုတလောကမလေးရှားဝန်ကြီးချုပ်လည်းလာတယ်မလေးရှားဝန်ကြီးချုပ်လာတယ်ဆိုတဲ့အချိန်မှာအဲသူကအာမလေးရှားကနေပြီးတော့ဒီရွေးကောက်ပွဲကိုထောက်ဟိုပါဘာလို့ထောက်ခံတယ်လို့လို့ဘာလို့အရေးသားတွေနဲ့အာသူတို့ရဲ့ဟိုဝါလာဖြန့်သတင်းစာရေးထဲမှာရေးတယ်နောက်ပြီးတော့နိုင်ငံတကာကိုပြမဲ့အာသတင်းစာရေးထဲမှာရေးတယ်အာဒါတွေကိုရေးပြီးတော့ဝါလာဖြန့်တာကြီးလည်းကျွန်တော်တို့တွေ့ရပါတယ် ဒါပေမဲ့အခုနိုင်ငံတကာကနေပြီးတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မလေးရှားကဆိုရင်ဝန်ကြီးဒီသူအဲ့လိုပြောလို့ပေါ့နော်အဲ့လိုပြောလို့သူကဒီစစ်တပ်ကထုတ်တဲ့သတင်းစာရေးထဲမှာအဲ့လိုရေးတာကိုဘယ်သူတွေကတွေ့လဲဆိုတော့ဟိုဟာမလေးရှားနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ဒီလွတ်တော်အမတ်တွေအားဒီသတင်းတွေကိုကြားတဲ့အခါပေါ့ တင်းသာရှင်းလင်းပွဲကနေပြီးတော့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကိုပြောတဲ့အတွက်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကလည်းသူကိုယ်တိုင်ဒါတွေပြောတာမဟုတ်ပါဘူးဆိုပြီးတော့ပြောလာတာတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ကတော်တော်လေးဝါဒဖြန့်နေနိုင်ငံတကာကိုလည်းတိတဲ့အတိုင်းပဲစစ်တပ်ကအမြဲဝါဒဖြန့်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခြေအနေတွေကအာအဲ့လိုတွေဖြစ်နေရလို့ပဲပြောရတာပါဗျာအဲ့တော့အခုလည်းဘောတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကဘောတော့ဘာလဲဆိုတော့ဘောတော့ဒီယုံကြည်ရလောက်တဲ့ အာဒီစစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကယုံကြည်ရလောက်တဲ့ရလက်ထွက်မလာမှာမဟုတ်ဘူးဆိုပြီးတော့ဥရောပသမဂ္ဂလူခွင့်ရအထူးကိုယ်စားလှယ်ကနေပြီးတော့မလေးရှားသတင်းဌာနတခုနဲ့အင်တာဗျူးမှာပြောကြားထားတာကိုသတင်းမီဒီယာမှာကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့သူကဘာပြောလဲဆိုတော့ဒီရွေးကောက်ပွဲကနေပြီးတော့လွတ်လပ်ပြီးမျှတာတဲ့အခင်းချင်းနဲ့မတွေ့ရဘူးတဲ့။နောက်ပြီးတော့ရွေးကောက်ပွဲလေးလာသူတွေရှိလာတာနဲ့ မြတ်တဲ့ရွေးကောက်ပွဲမဖြစ်သွားဘူးဆိုပြီးတော့သူကပြောတယ်အဲ့တော့ဥရောပကဥရောပတမကအနေနဲ့ကလည်းစင်ကော်ပရှင်ရွေးကောက်ပွဲအတွက်လေးလာသူတွေကိုစစ်လွတ်သွားဖို့မရှိဘူးဆိုပြီးတော့ပြောထားပါတယ်အဲ့စက်ပတ်ဘက်ကတော့တတ်မှတ်ထားတာတော့ရွေးကောက်ပွဲစောင့်ကြည့်လေးလာတဲ့သူတွေကအဲစောင့်ကြည့်လေးလာသူတွေကစက်တင်ဘာ16ရက်နေ့ကနေပြီးဒီဇင်ဘာ9ရက်အတွင်းမှာအထွေထွေရွေးကောက်ပွဲစောင့်ကြည့်ခွင့်လျှောက်ထားနိုင်တယ်ဆိုပြီးတော့ဒီသူတို့စစ်ခွေးအောက်ကဟလာအဲကျွန်တော်တို့ရွေးကော်ကနေပြီးတော့ကြီးညာထားတာရှိပါတယ်အဲ့တော့ ပြည်ပနိုင်ငံတွေအဖွဲ့အစည်းတွေတန်ရုံးတွေကောင်စီဝင်ရုံးတွေအမြဲတမ်းကိုယ်စားလှယ်တွေကလည်းအမြဲတမ်းကိုယ်စားလှယ်နိုင်ငံကကိုယ်စားလှယ်တွေလည်းနိုင်ငံကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဖြစ်ခွင့်ပြုသွားမယ်ဆိုပြီးတော့စစ်ကောင်စီကထုတ်ပြန်ထားတာလည်းကျွန်တော်တို့တွေ့ရပါအဲ့တော့ပြောမယ်ဆိုရင်တော့ဒီရွေးကောက်ပွဲကတကယ်တမ်းဘောတော့ဟိုတရားမျှတတဲ့စဉ်းစားဆုံးဖြတ်ချက်နဲ့ကြည့်မယ်ဆိုရင်ဒီရွေးကောက်ပွဲကဘလို့မှဗတ်မလိုက်ဘဲနဲ့စောင့်ကြည့်မယ်ဆိုရင်ဗတ်မလိုက်ဘဲနဲ့ဒီရွေးကောက်ပွဲစောင့်ကြည့်တယ်လားမကြည့်တယ်လား ဟိုတော့ဆုံးဖြတ်မယ်ဆိုရင်တော့စောင့်မကြည့်တဲ့အခြေအနေတစ်ခုပါ။အဲ့တော့အခြေခံနိုင်ငံရေးအရာကိုဟိုတော့ဒီရွေးကောက်ပွဲကမဖြစ်သင့်ဘူးဆိုလို့ပုံစံမျိုးနဲ့ကိုစဉ်းစားတွေးခေါ်ရမယ်။နိုင်ငံကတန်ကြင်းတမန်ကင်းလောကမှာစဉ်းစားတွေးခေါ်မယ်အရာတစ်ခုဖြစ်တယ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်။ဘာကြောင့်ပြောလဲဆိုရင်တော့ အားလုံးသိတဲ့အတိုင်းပဲဒီရွေးကောက်ပွဲဟာစစ်တပ်ကသူ့အလိုကျလုပ်တယ်အခုဆိုရင်သူတို့နဲ့ပူးပေါင်းတဲ့သူတွေတဲဟာတော့မှအမတ်တွေတချို့အမတ်တွေရေချင်းမပြည့်မီလို့ဘာလို့ပြန်ဖြုတ်မယ်လို့ဘာလို့ကြားတယ်အခုပါတီလေးခုဖြတ်ပြီးွားပြီအခုလည်းနောက်ထပ်ထက်ချက်အောင်မှတည်ကြတယ်သူတို့နဲ့ပင်းပြီးတော့လာတဲ့သူတွေတော့မှမြောက်ဒါကြောင့်မလို့လေဥပခိုကြီးတို့ဘာလို့ဆိုရင်အခုဘလောက်ထိတောင်ဟောဖြစ်လဲဆိုတော့ NCA ပွဲမှာဘာပြောလဲဆိုတော့ NCA က ခိုင်မာခိုင်မာပါတယ်အစင်တမ်းမိပါတယ်လို့တော့မှပြောင်းပြောင်းပြောရတာပြောင်းလိန်ပြီးတော့ပြောရတာအော်ဒီ NC ဘောဘယ်လောက်ထိဟိုဖြစ်ရမလဲဆိုတာကိုလေဥကကိုကြီးကဟိုတနေ့ပြောတာတွေလို့ကျွန်တော်တစ်ဆက်တည်းဘောတော့ပြောလိုက်အောင်ပဲဥကကိုကြီးကလည်းတော်တော်ကိုဟိုလွန်လွန်ကျွတ်ကျွတ်ကိုပြောတာဗောနော်လွန်လွန်ကျွတ်ကျွတ်ပြောဒီလူကလည်းတော်တော်ကိုတမိုင်းကတော်တော်ကိုစိုးသွားပြီဗောနော်ပြောလိုက်တော့လည်းလုံးဝဘောမှ ဘောမတဲ့နိုင်ငံရေးတမတယောက်ရဲ့စကားလုံးနေတိုင်းကိုပြောပြောနေတော့တာပေါ့နော်။သူနဲ့အတူတူရှိတဲ့ဦးမြအေးတို့ပါလို့ဆိုလဲထောင်နေတဲ့လွတ်လာပြီးတော့အခုချိန်မှာ ဟိုသူပါသူနေနေကြတာပဲအဲ့လိုမျိုးမပြောမစိုးသူပါသူဟောသူတို့ဝင်မလုံနိုင်ဘူးဆိုရင်တော့မှသူတို့အေးစစ်စစ်နေပဲနေကြဥခုကြီးတို့လည်းအမှန်တကယ်တော့အဲ့လိုရိုးကနေပဲသူတို့နေရတော့ပဲဥစားဘာဒီမှမိုးနေလဲတော့မသိဘူးပေါ့နော်တော်တော်လေးကိုစိုးစိုးဝါးသူတွေလို့ပဲအဲကျွန်တော်ကတော့မြင်နေပေါ့နော်အဲ့တော့ဘာပဲပြောဒီရွေးကောက်ပွဲကတရားမျှတမှုမရှိလားရှိလားမရှိလားဆိုတာလေလှမ်းကြည့်တာနဲ့ကိုဘယ်ကလုံနေရလဲလို့လှမ်းကြည့်လိုက်တာနဲ့ကိုတည်တယ်ဗျာတည်ကြတယ်သူအခင်းကျင်းတဲ့သူကသူလာမယ်ရွေးကောက်ပွဲတစ်ခုဖြစ်တယ်အဲ့တော့အခုကတော့စစ်တပ်ကတော့ နိုင်ငံတကာတန်တန်မန်နေဂျာတို့သူဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဇက်တိုက်ကို lobby လုပ်နေတယ်။ lobby ကုမ္ပဏီတွေငားရမ်းပြီးတော့သူကိုယ်တိုင်ရော ဇာတ်တိုက်ကို lobby လုပ်နေရကြီးလဲတွေ့တယ်။အဲနောက်ပြီးတော့သူနဲ့ပတ်သက်တဲ့သူတွေကလည်းဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဇာတ်တိုက်ပြောဆိုနေရကြီးလဲရှိတယ်။အဲတော့ပြောရမယ်ဆိုရင်တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေကတော့အခုနောက်ပိုင်းမှာတောက်လျှောက်ကိုတက်လာအောင်ပါ။နောက်ပြီးတော့အခုဆိုရင်ဒီကောင်တွေဘက်ကနေပြီးတော့ဒီစစ်ခွေးဘူချုပ်တွေပေါ့နော်။စစ်ခွေးဘူချုပ်တွေကနေပြီးတော့လူဝင်လဲပြီးတော့ရွေးကောက်ပွဲဝင်ဖို့ပြင်တဲ့သူတွေကလည်း TikTok တွေပါမှာဝါရဖြန့်လာပြီးဇာတ်တိုက်လှုပ်လာတယ်။ဟိုတနေ့ဆိုရင်ကျွန်တော်တို့ပြည်သူ့ပါတီရတဲ့လူတွေရောက်ပေါ့နော်။ ရေခြေသလုံးလောက်နစ်တဲ့နေရာမှာသွားပြီးတော့သူကအဲ့ဒီဒါမှာရေကြီးလို့ဆိုပြီးတော့အဲ့ကဒေသခံပြည်သူတွေနဲ့သွားတွေ့ပါတယ်ပါတယ်ဆိုပြီးတော့မိမတွေအဟိုဟာထိုင်နေတဲ့နေရာကြားထဲဝင်ပြီးတော့အပြည်သူတွေတွေ့ပါတယ်ဆိုဝါရဖြတ်နေတဲ့ဗီဒီယိုတစ်ပုဒ်တော့ကျွန်တော် TikTok မှာတွေ့လိုက်တယ်အဲ့လိုပဲတခြားသူတွေလည်းအဲ့လိုမျိုးဝါရဖြတ်နေရတယ်လည်းကျွန်တော်တို့တွေ့ရတယ်အဲ့လိုပြောမယ်ဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေလည်း ဘောနော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဝါဒဖြန့်တဲ့ဗီဒီယိုတွေတွေ့ရင်လည်းတတိထားကြပါပြောမယ်ဆိုတော့ပောက်ကြရတွေပြောပြီးတော့မဲဆွယ်နေကြတာဖြစ်တဲ့အတွက်ဒီမဲဆွယ်ပွဲကလည်းယုံကြည်စရာမရှိဘူးဒီရွေးကောက်ပွဲကလည်းယုံကြည်စရာမရှိတဲ့အတွက်ဘိုက်ပူပူနဲ့ယုံကြည်စရာမရှိဘူးခယူလည်းမဆိုင်တယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဗျာโอเคအဲ့တော့ကျွန်တော်နောက်တစ်ခုသွားဒါကတော့ကြောင်မျိုးမင်းပြောရတဲ့ဗီဒီယိုတစ်ပုဒ်ပါအဲ့တော့နားထောင်ကြည့်အောင်အခုအခုကျွန်တော်တို့မဲယုံမှာရှိတဲ့မဲဆင်းနေတဲ့ပြဿနာ အဲ့ဒါအနေနဲ့မြေရောနိုင်ငံတော်တွေနဲ့နိုင်ငံတော်ကတာဝန်ရှိသူတွေဒီစီကတာဝန်ရှိသူတွေပါတီကတာဝန်ရှိသူတွေအကုန်လုံးပေါင်းစပ်ပြီးတော့အဖြစ်တစ်ခုတော့ဟိုလုံမရအောင်ထင်နေပြဘာလို့လဲကျွန်တော်လည်းစိတ်ဘာဖြစ်လို့လဲမဲတွေကအမှဘာလို့စိတ်ပူတာလဲရောက်ွယ်မှာကျွန်တော်ရှိတယ်ဒါပေမဲ့ကျွန်တော်ရောက်ွယ်မဲစင်းမှာကျွန်တော်မပါတာမျိုးတွေနော်တချို့လူတွေကလည်းကျွန်တော်ကြားတာကြားတာပေါ့နော်ပြန်ကြားရတဲ့သတင်းတွေရှိပါတယ်ဥပမာဟိုပြန်ကြားရတဲ့သတင်းပြောပါမယ်နော်ဟိုဒါကတော့ဟိုလူတွေပို့ရင်းပြပြတာပါကျွန်တော်ချို့ရပြုံးစရာလေးပြောတာပေါ့နော်အမှယူစီကတာဝန်ရှိသူတယောက်တော့ ယူရီတောင်ရှိသူပြောတော့သူကိုယ်တိုင်သူ့ရဲ့မဲဒါသူ့ရဲ့ကိုယ်ထဲမှာသူ့မဲနေမျိုးပါဘူးမဲစင်းတော့သူမပါဘူးအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ဒါကနည်းနည်းလေးတော့ကျွန်တော်တို့ဒါပဲလေဒါဖြစ်တယ်လို့လုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ် ဖြစ်လို့လို့တယ်အဓိကရွေးကောက်ပွဲကြီးလုပ်နေပါတယ်ဆိုတဲ့ဥစ္စာကိုကဘာမြင်ရမယ်အသူတို့ကလည်းအကျွန်တော်တို့ကဥပဒေနဲ့ညီလုပ်ပါတာဘာညာတော့တကယ်တမ်းကျတော့ဖြစ်လို့လုပ်တဲ့ဥစ္စာဒီရွေးကောက်ပွဲမဲစင်းနေတော့မှကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီမဲစင်းတွေကိုလည်းဘယ်သူမှလည်းသွားမကြည့်ဘူးအခုဒီကောင်းလေးကိုယ်တိုင်ဒီကောင်းလေးပါဇက်ကနေပြန်ပြီးတော့ထွက်လာတာဟုတ်လားဒီရွေးကောက်ပွဲကိုဘယ်သူမှအဟို စိတ်ဝင်စားတာလည်းမဟုတ်ဘူးနောက်ဆုံးဟလာသူတို့စီကတချို့ဟိုတနေ့ကဘူးလက်လာဆိုပြီးတော့ဘူးလက်လာဆိုဘယ်သူလည်းမသိဘူးပြောရဲဟလာဟိုအုတ်ချုပ်ရမှုတွေကသူတို့သူတို့နာမည်တော့သူတို့ပြန်မပါတာမျိုးပေါ့နော်အဲ့လိုအခြေအနေမျိုးတွေနေအဲ့တော့ဒီနိုင်ငံကြီးမှာဒီကောင်တွေအုတ်ချုပ်နေသေးရရတော့ဒီလိုစောက်တလဲတွေပဲဖြစ်နေဦးမှာပဲအမေစုတို့လောက်တဲ့ရွေးကောက်ပွဲတော့ကကြတော့ NDR ကနေပြီးတော့ အဲ့ဒီဆိုရလက်ထက်မှာလုတ်တဲ့ရွေးကောက်ပွဲတော့ကကြတော့အဲ့ရွေးကောက်ကဘာဖြစ်တယ်ညာဖြစ်တယ်ဒီကောင်နေလောက်ပြောတာဒီကောင်နေအခုဒီကောင်နေကတော့ဘယ်သူမှမထောက်ရဲဘူးလေနော်ဒီကောင်နေအခုထောက်နေတယ်ဆိုတာကပို့နေပြောရရင်ဟိုဟာဟိုဘောလားဟိုဘယ်လိုပြောမလဲတချို့ကောင်တွေကအာငါတို့လည်းထောက်ပြပါတယ်ဝေဖန်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့လာထောက်ပြတယ်တကယ်တမ်းကျတော့ဒီရွေးကောက်ပွဲမှာမင်းတောက်တလဲတောင်းပြောနေစောက်လဲပြောနေမင်းဖန်းခံရမှာဒါပဲအချောက်တရားနဲ့လှုပ်ထားတဲ့ရွေးကောက်ပွဲ မင်းကြောင်တော်မလုံးနဲ့မင်းငါတို့ဂလန်ကစားမလုံးနဲ့အမတ်ကလည်းဖြုတ်ပလိုက်မယ်နော်လို့အဲ့လိုပုံစံမျိုးနဲ့သွားနေတယ်ရွေးကောက်ပွဲလေးတော့နေပါတယ်ဗရီလေးနည်းနည်းမပြရတော့ထင်တယ်ကျွန်တော်နောက်တစ်ခုကဟိုဒီသက်ဆိုင်ရာရက်ွက်မှာရှိတဲ့ပြည်သူတွေကလည်းကိုမဲဆင်းကိုပေါင်သွားပြီးတော့ကိုရင်သွားစစ်ကြဖို့လိုတယ်ကိုမဲဆင်းနဲ့မှာကိုပါလာမပါလာသွားစစ်ကြဖို့လိုတယ်ပြီးမပါရင်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ကိုညီတော်ချက်ချင်းလူကလည်းမစစ်ပါဘူးလောက်ကမျိုးလို့တင်တယ်နောက်ပြီးတော့ဒူရရပြကျွန်တော်တို့မြန်မာပြည်သူလူလူတွေရဲ့တဘာဝလည်းရှိတယ်ဗျဟိုဒီလက်ညှိုးလေးတစ်ချက်ခလုတ်လေးနှိပ်ပါဆိုတော့မနှိပ်ချင်ဘူးပြင်းတယ် ျွန်တော်မြန်မာလူလူကပြင်းတယ်ရုပ်မြန်မာလူလူတကယ်ပြင်းတယ်အဲ့ဒါစောက်ဖို့ပြောတာဒီကောင်တွေကအဲ့ဒါလူလူတမင်သက်အဲ့ဒါဒီကောင်တွေသလားဟိုစွရတာပေါ့ဗျာလူလူကိုစွရတာပေါ့ပြင်းတယ်လို့ဘာဖြစ်နေကြမလဲတကယ်တမ်းကျတော့ပွင့်လေပြောလူလူကတကယ်စိတ်ဝင်စားရင်အဲ့ရွေးကောက်ပွဲကိုမဲကိုထဲတခြားမကြည့်2020ရွေးကောက်ပွဲတော့မှာပဲကြည့်လေကိုဗစ်တွေဖြစ်နေတဲ့အခြားဟိုအရေကမဲယုံတွေမှာအလူရက်နဲ့မဲထဲကြဟုတ်လား အလူရက်နဲ့မဲထဲကြမဲယုံနေဆိုတာညငိုးချုပ်တဲ့အထိတောင်မပိတ်နိုင်သေးတဲ့မဲယုံတွေရှိတယ်။အဲ့လိုတီးကိုလူလူကစိတ်ဝင်စားနေမဲထွေမဲထဲခဲ့ကြမဟုတ်လားဟုတ်လားမြင်ခဲ့ပြီလားအခုဒီရွေးကောက်ပွဲကိုစိတ်ဝင်သားလို့လေစိတ်ဝင်သားလို့ခလုတ်လေးနှိပ်ပါလို့ပြောရအောင်လေစိတ်မဝင်သားတရားမျှတမှုမရှိမဲ့ရွေးကောက်ပွဲဆိုတာလူ9ယောက်လာထဲ9ယောက်နဲ့ပဲလှုပ်သွားမဲ့ရွေးကောက်ပွဲမှန်းကိုလူလူကတိလို့စိတ်ဝင်သားကြအဲ့လိုစောက်ပူတွေပြောမနေနဲ့အကြောင်းမျိုးမရကျွန်တော်တို့ကတော့ကျွန်တော်ကျွန်တော်တို့ကျွန်တော် MP News ကိုကြည့်ဖို့တော့ဟို YouTube အတူတွေ Facebook အတူတွေ Facebook ကျွန်တော်ဟာကျွန်တော်တို့မဟုတ်ဘဲနဲ့ကျွန်တော်တို့နာမည်ကြီးတွေနဲ့ကျွန်တော်တို့ရဲ့ channel နာမည်ကြီးတွေအဲဒါကနာမည်တွေနဲ့အဲ့လိုမျိုးတွေနဲ့တော့ YouTube တွေမှာ Facebook တွေမှာဟို Telegram တွေမှာ TikTok တွေမှာအတွေ့အနေအဲ့အတွေ့အနေရတယ်ကျွန်တော်အဲ့ဒါတွေအတူတွေပါမဟုတ်ပါဘူးအဲ့လိုနေအဲ့ဒါကြီးကို follow follow လုပ်တာလည်းပြန်ဖြုတ်ပါမလုပ်ပါနဲ့ဆောင်းလို့ကျွန်တော်ပြောပြီးကျွန်တော်တို့ရဲ့အစ်စ်မန် Telegram လာ join ပါအစ်စ်မန် Telegram လာ join ပါလို့ကျွန်တော်ချင်းချင်းကဘလောက်ပဲပြောကျွန်တော်တို့လူကအဲ့လို join ဖို့အဲ့လို join ဖို့တော့ပေးလိုက်တဲ့အချိန်တမိနစ်ကလေးတော့ပေးချင်အဲ့လိုကျွန်တော်တို့ကပြင်းတယ် အပြင်းထူတယ်အဲ့တော့အဲ့လိုပြင်းထူတော့အခုမဲဆင်းကိစ္စမျိုးဆိုပြည်သူတို့ကအပြင်းထူအပြင်းထူတဲ့ခါကျတော့သွားမကြည့်ချင်အပြင်းထူတာမဟုတ်ဘူးအဲ့မဲဆင်းကမှန်ပါလဲမဟုတ်လို့ဘယ်သူမှလည်းသွားကြည့်မှလည်းမဟုတ်ဘူးအကြောင်းမျိုးပဲကိုစင်းပပပငါလည်းသွားဘူးပါဘာလို့မကြည့်ဘူးသွားကြည့်ပါပြင်းတယ်ဟုတ်ကဲ့ပြီးတော့ရပါမယ်။အဲယုံကြည်မှုမရှိတာကွာ။ယုံကြည်မှုမရှိတာကွာ။ကြောင်မျိုးမင်းကယုံကြည်မှုမရှိတာ။အဒီရွေးကဝယ်ပေါ်လူလူယုံကြည်မှုမရှိတာကွာ။တော့ရင်မင်းစင်းမှာငါလိုပါကားလိုပါရင်တော့ငါပြန်ပြီးတော့လုခိုင်းရမယ်ပုံစံတော့မာညာဟုတ်ရဲ့ဆိုင်အဲရှောက်တော့ပြီဆိုတော့အားနဲ့ရှုပ်ရှုပ်တော့ကွာ။တော့ကြည့်လို့အဲ့လိုဖြစ်တော့ ပြင်းဟိုနည်းနည်းလေးဟိုအပြင်းတူရဲ့ပြည်သူလူထုရဲ့ဟိုခုနရောရဲရဲနဲ့တွားတဲ့ဌာနဆိုင်ရာရဲ့ပေါက်ဆက်တွားတဲ့အခါဘလိုလဲအတိုင်းဖြစ်တတ်ပါလဲဒါကြောင့်ကျွန်တော်တို့ကတော့ပို့ရောရဲရဲနဲ့တွားရဲ့အစိုးရအဲ့လိုသုံးသုံးဘယ်လိုအဲ့လိုကိုကိုအောက်ကိုအဲ့လိုပြန်သုံးတကယ်တော့ငါပသက်ကသာအစိုးရပြောတာပါအကောင်ကြီးအစိုးရမှမဟုတ်တာနော် legitimacy မရှိတဲ့အစိုးရဥစားနော်သူနဲ့ပတ်သက်တဲ့နိုင်ငံတွေကပဲသူအတိမတ်ပြုထားတာလေဟုတ်လားသူနဲ့ပတ်သက်တဲ့နိုင်ငံတွေကပဲသူအတိမတ်ပြုထားတာပဲတကယ်နိုင်ငံတကာ တန်တန်ငင်းနေမှာငယ်အတိုင်းဝိုင်းနေမှာတန်တမန်အတိုင်းဝိုင်းနေမှာသူ့ဘယ်သူတွေအတိမတ်ပြုတ်လို့လဲနော်ဒါလေးစနစ်ချပေါက်ဆက်ပြီးစစ်ချလုံးချရင်ကောင်းမယ်လို့ကျွန်တော်တိုင်တော့မှာနော်အဲ့တော့ဟိုအဆိုင်ဟာဌာနဆိုင်ဟာအကြီးကြီးတွေနောက်ဒီလူကြီးတွေကိုယ်တိုင်လည်းကိုကိုဝန်ထမ်းနေတဲ့ကိုတစ်ချက်ပြန်တိုင်ပြန်ပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲပြင်ဆင်ဖို့အသိပြီလို့ကျွန်တော်မြင်တယ်ဘာသမောရင်လာမယ်မယ်ရွေးကောက်ပွဲကြလို့ရှင်ကျွန်တော်တို့မကြောက်ဘူးမနာတယ်ချက်သွားနိုင်တယ်နောက်တစ်ခုကအမ်အခုလည်းခုပါတီတွေနည်းနည်းလေပါတီတွေနည်းနည်းလေလူလူကိုလိုက်ပြီးတော့စီးရုံးမှုလို့ဒီပါတီစီးရုံးမှုလို့ယူလိုက်ပြီးတော့လူလူတို့ဒီချက်လိုက်ပြီးတော့ ိုဒီမဲသွားကြည့်မှုမဲဆက်မဲဥမာကိုယ့်ရဲ့ဟိုစီးရင်ပေါ့ပါသွားကြည့်မှုပါတီတွေလည်းတောင်းအပ်ပြုလို့ဒီနောက်တော့ကွာလူပညာရှင်တွေလည်းကျွန်တော်တို့ပသက်ကြီးပြင်မနေကြပါနဲ့တော့အဲ့ကောအဲ့ကောပြောတာပြောအဲ့ကောဘောဖက်ကွက်သားတွေကိုတော်တော်တော့တင်းနေပုံရအဓိကဖက်ကွက်သားတွေကိုနိုင်ကလည်းဟိုပါပေါ့နော်ရေပေါ်စီခံယူချက်နဲ့အော်ဆန္ဒပြပွဲတွေမှာပါပါဝင်ခဲ့တာ哦အဲ့တော့ဒီဟောအဲ့ကောင်လေလုံးဝကြည့်မရအောင်ဒီဟောတောင်းကြောက်ကိုလိုက်ဖုံတယ် အဲ့ဒီနေရာချင်းကိုလှပေါ်ရမှာပဲခါတမတမရတမအကောင်လေတမလူကြီးထေချာပို့ပို့လေးကျောင်းကျောင်းထောင်နေပြုတဲ့သူတွေကိုကပြန်ခေါ်ရမှာဘာလို့လဲဆိုတော့သူတို့မှာသူတို့မှာသူတို့ရဲ့အပြစ်ကိုအပြစ်တယ်နော်ပြုဆပ်ဖို့ဒါလည်းရှိအပြစ်တယ်နော်အပြစ်တယ်နော်အရောက်လေးချစ်ဟိုချစ်ဖြတ်ကုန်ပြောရမယ်ဒါလည်းချစ်ဖြတ်ကုန်ပြောအဲ့တော့ခေါ်ရမယ်အဲ့ကျောင်းကျောင်းထောင်နေလက်ပေါ်သူတို့မလာဘူးဆိုရင်ဘာလို့မလာလဲမလာချင်းကြောင်းရပါတယ်ဒါနိုင်ငံတော်ကူညီတဲ့ကိစ္စမင်းတို့ခရတော့လာသိနေဆိုမျိုးပြောရမှာမလာဘူးဆိုရင်โอเคမလာဘူးဆိုတော့မှတ်ထားပါဗျာမလာဘူးဆိုတော့ဒီကောင်တွေဘလို့ချိုးလို့ချိုးရတယ်ဆိုမှတ်ထားပါဆိုတော့သူပြချင်းလည်းခေါ်ရမယ် ဖက်ခွက်သားတွေကိုလည်းအပိတ်လေးပါဟိုကပြတ်သွားသေးရဲ့လားဖက်ခွက်သားတွေကိုလည်းလှုပ်သွားသေးရဲ့ကြောင်မျိုးမေးရအဲပြောမယ်ဆိုရင်တော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒီခေါင်းတွေကတော့ဤအမျိုးမျိုးအဖုံဖုံနဲ့အဲသူတို့ကတော့လှုပ်နေတာပဲလှုပ်တာပဲပေါ့နော်လှုပ်တာပဲအဲသူတို့ကသူတို့ရဲ့ဘောင်လေး ဘောင်ထဲမှာမဟုတ်ပါဘူးဘောင်ကျော်ပါဘောင်ကျော်ပြီးတော့လဲတမမှာပဲနောက်ဆုံးဟဲ့လားကြောင်မျိုးမင်းတို့ဆိုမြောက်ပေးနေတယ်အဲ့တော့ဟိုကောင်လည်းလောက်အာပြောရမယ်ဆိုရင်ဒီကောင်လေးပါဇက်ကထွက်လာပြီဆိုရင်တော့ဒီဖက်ခွက်သားတွေကလည်းဟိုပြောအခုလည်းဖက်ခွက်သားတွေပါပါတယ်ဖက်ခွက်သားတွေကြန့်ခိုင်ရိုးဘောင်နဲ့တွေ့နေပြီးတော့လုံနေတာတွေအများကြီးရှိပါတယ်ကျွန်တော်တို့တွေ့ပါတယ်နော်အဲ့တော့ပြောရမယ်ဆိုရင်တော့ဖက်ခွက်သားတွေကလည်းပူပေါင်းပေါင်းမှုကိုလန့်နေတယ်တကယ်တမ်းကျတော့ဖက်ခွက်သားတွေဘောကလည်းဟိုပါတော့တနာတော့တော့မဟုတ်ပါဘူးတနာတော့တနာစရာတော့အကြောင်းမရှိပါဘူးနော်ဟိုဘယ်လိုပြောမလဲဟို ဟိုစုပ်လဲစူစားလဲယူဆိုတဲ့ပုံစံမျိုးရောက်နေတာပေါ့ခံယူချက်မရှိရက်တီချက်မရှိဘဲနဲ့အာတော်လန်ရေးနဲ့တော်လန်ရေးထဲမှာလာပြီးတော့လက်သုံးချောင်းထောင်းတယ်အာလူလူဆန္ဒပြပွဲတွေမှာပါတယ်ပြီးလဲပြီးတော့အာကြောက်လန့်ကြနေဟိုကကွန်ဒီယာကွန်ပါဆိုတော့မစွန့်လို့ရဲပဲနဲ့ဘောတွေပြန်မကြတယ်ဟိုဘက်ရတော့လဲဟိုဘက်ကကွန်ဒီယာသူတို့ဟိုပြေဟိုတနေ့ကဒိန်းအောင်လို့ပေါ့ဒိန်းအောင်လို့ပေါ့ဟလာဝိုင်းကော့ခံရတဲ့သူတွေဝိုင်းကော့ခံရတဲ့သူတွေအဲ့တော့ပြောချင်တာကတော့ဗာလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာက အဲဘောလို့တစုံတစ်ခုကိုလုံမယ်ဆိုရင်ချင်းထဲဘူးကလည်းတားလွယ်ပါတယ်အဲ့တော့ကျွန်တော်ပြည်သူတွေအနေနဲ့ကချင်းနေတော့တိတ်မလိုက်ဖို့လိုတယ်အဓိကကဘာလဲဆိုတော့စစ်ကောင်စီရဲ့အုပ်ချုပ်မှုတွေအောက်မှာတာယာရနဲ့နေတဲ့သူတွေကပို့ပြီးတော့ဆိုးတယ်ဗျအဲ့ချင်းနေအောက်မှာတာယာပြီးတော့တခြားသူတွေကလိုက်ပြီးတော့ဟိုကဖြစ်နေတာပေါ့နော်နောက်ပြီးတော့ online sale လို့လို့ဘာလို့လို့နဲ့ပေါက်တက်ကြရတယ်ရှောက်ပြောရှောက်ဆိုနောက်ပြီးတော့လူလူကိုအာဘောနော်ဆွဲခေါ်အဲ့ဒီလိုမျိုးပုံစံနေနဲ့အာဝါရဖြန့်ချီမှုတွေအောက်မှာအသားမကျကြပါနဲ့ကျွန်တော်ပြည်သူလူလူက အာဘောနော်အန်ဒီ27ရဲ့နောက်ပိုင်းမှာအော်ဘာလို့ဘာဘလို့လဲဆိုတာတီးဖို့လိုချောင်းလိုလာပြီးဒါတွေကလည်းအရေးကြီးတယ်ဟိုဟာနိုင်ငံရေးမှာ အဖွင့်လေးပြောတာမိမိကမပါဝင်အောင်မှနောက်ွယ်ရနေပြီးတွန်းအားတစ်ခုအနေနဲ့ကတော့ပါဝင်သင့်တယ်လို့ကတော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဒီရွေးကောက်ပွဲဟာဘယ်လန်းတွေကိုဘလို့ဥတီသွားမလဲဆိုတာကိုကျွန်တော်အားလုံးသိနေပြီးသားလမ်းကြောင်းကြီးတစ်ခုဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကိုတက်နိုင်သမျှစန့်ကျင်ကြပါနော်အတုံးချမခံကြပါနဲ့လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်တွေ့ကျွန်တော်မြင်အစီအစဉ်ကိုဒီလောက်နဲ့ပဲကျွန်တော်ရန်နာကျင်ပါတယ်ခင်ဗျာတော်လန်ပြည်သူများအားလုံးစိတ်လက်ကြည်သာသွားနဲ့တနေ့တော်ဖြတ်တန်းနိုင်ကြပါလိမ့်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ ဒီနေ့ကတရားမြတ်တာလို့လက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ